ဒါလေးကိုကကျေးဇူးတင်လာပါပြီကျေးဇူးတင်လာတကယ်ကိုပဲဘူးဝမ်းသာလာပါပြီဆုံးမတစ်ပါးရယ်ဆရာလေးက၄ပါးရယ်၅ပါးရှိမှာပေါ့နော်ဗျာဆရာလေးတို့ကတော့ဒီယာယီចောင်းဆောင်ပုံစံမျိုးလေးပေါ့နော်ထိရွက်လေးတွေတိုင်လေးတွေဝါးလေးတွေနဲ့ပေါ့နော်အဲ့လိုចောင်းဆောင်လေးစောက်မယ်ဆိုရင်ဆရာလေးကကျန်နေရာလေးအဆင်ပြေလားပေါ့ဗျာနေရာလေးအဆင်ပြေပြီးတော့အဲ့လိုထိထိဒီဘက်အခုဒီဘက်ပဲလောက်လိုက်ရတယ်ဒီဘက်နေရာပဲလောက်လိုက်တော့ဆရာလေးတို့နေရာလေးပြည့်ရယ်ဆိုရင်တပြီးတော့အဲ့လိုလေး စီစဉ်ဆောင်ရွက်ပြီးပါမယ်ခင်ဗျာတီလာရှင်ကျောင်းတစ်ကျောင်းပေါ့နော်ကျွန်တော်ရှေ့မှာရိုက်ပြရတဲ့အတိုင်းပဲဒါနေထိုင်ရင်ဘလို့မှအဆင်မပြေတော့တဲ့ကျောင်းပေါ့နော်အဲ့တော့ယာယီကျောင်းဆောင်လေးဆောက်လုပ်ဖို့အတွက်လိုအပ်တာလေးကိုလက်သမားဖွဲ့ရင်းနဲ့စီစဉ်ပြီးတော့ဒါဈေးနှုန်းလေးတွက်ချက်ပြီးတော့ကျွန်တော်လှူဒန်းပေးတဲ့မှတ်တမ်းဗီဒီယိုလေးဖြစ်ပါတယ်ဘယ်နေရာဘယ်ကျောင်းလဲဆိုတာရယ်ဘယ်လောက်လှူဒန်းနေဆိုတာလေးကိုမှတ်တမ်းလေးဆက်ပြီးတော့ရိုက်ကူးတင်ဆက်ပြပေးလိုက်ပါတယ်အလို့ရှင်လေးကြည့်ပေးကြပါအောင်ဗျာနော်ဒီကျောင်းအမည်လေးကြတော့ဗျာကိုကြီးကျောင်းနုံနုံကျောင်းတက် ဂူနီချောင်းဂူနီချောင်းနုံတွင်စရက်ပေါ့နုံနုံတွင်နုံတွင်နုံတွင်စရက်ဂူနီချောင်းစကိုင်းတောင်ရိုးဂူနီချောင်းနုံတွင်စရက်ချောင်းခေါ်တာပေါ့နော်ဓမ္မဖေဓမ္မဖေလည်းကြောင်းကိုခေါ်တာဓမ္မဖေဓမ္မဖေအရင်ကတို့ရောလာကြည့်သွားပြီးတော့နောက်လျှောက်နောက်ရက်ကိုလာမလို့ပါပဲအလုပ်လေးတွေကမအားတာနဲ့လေဟုတ်ပါတယ်ဟိုအလုပ်တွေကလေအများကြီးဆိုတော့ဓမ္မဖေဓမ္မဖေနားလေတယ်ဓမ္မဖေပြီးတော့တော့လည်းဟိုလိုအဖွဲလိုမျိုးလူအများကြီးမရှိတော့လေဒီကင်မရာရိုက်နေတဲ့ညီမလေးရဲ့တပည့်တော်ရဲ့ ကာလီကားငှားရင်ကားသမားရဲ့ဆိုင်ကလေးတယောက်လောက်ရဲ့ဒါပဲရှိရမလို့ပါလေဒါလဲဆရာလေးတို့ပြောလက်သမားတို့နော်အဲ့ဒါလေပြီးတော့ခုဆရာလေးတို့ဒီစောင့်မဲ့ဟာအတွက်ထန်းလက်တို့ဝါးတိုင်းတို့မျောတိုင်းတို့ဆရာလေးပြီးတော့ဟိုနေ့ကဟိုလျှောက်ခဲ့တယ်လို့လေးစင်းရင်းလေးလောက်ထားပြီပေါ့နော်ဗျာသမားဗျာတပြီးတော့အဲ့ဒါလေးတွေဝယ်ဖို့အတွက်ကောဒီလက်သမားစိတ်တွေပါပြီးအတွက်ကောတပြီးတော့လှူခဲ့ပါမယ်ဗျာနော်သမားဗျာသမားဗျာ မှန်တာပါရဲ့ပဲမင်းတို့လေဒီဒီလိုမျိုးဘာပဲပြောပြောလေအဲ့ဒီလာလိုက်တာလည်းမင်းနဲ့တွေ့လိုက်တော့မင်းမင်းညာလေးမင်းတို့လေတကယ်အားရမှန်တာဖြစ်ပြီးတော့အဲ့လိုလေကြာမင်းရဲ့ဒူလူလာလာနဲ့လေတကယ်ဟို ိုအမြင်ဟိုဟာမကြည့်ပဲနဲ့အဲ့လိုလုပ်ကြရတယ်တပည့်တော်နဲ့ကြုံတွေ့ရတဲ့နေရာတိုင်းတော့တပည့်တော်လည်းလမ်းမီတလောက်ပေါ့နော်ဒါအကြောင်းလေးဥမာဖြစ်တာတော့သခိုင်းတောင်ရိုးတစ်ခုလုံးပဲလေနော်တခြားမျိုးတွေရောအစုံပါပဲပြီးတော့ဆရာလေးတို့လည်းစိုးတဲ့လူလေးရှိတာပဲဒီအများကြီးပဲဆရာလေးတို့စိုးတဲ့လူလေးအမေဆရာလေးတို့လည်းလေဟိုတုတ်ခတ်နဲ့ကိုဆိုတော့လေဒီလိုပါပဲဒီလိုဒီလိုလေးလုပ်ပြတာကိုအနာအတွက်တကယ်ကိုဝမ်းသာပါတယ်ဓမ္မပါဓမ္မပါအာမနေ့ကကျတော့တပည့်တော်ဟိုဟာ စကိုင်းတောင်ယူတန်နာယုံကျောင်းလေအဲကျောင်းကတော့နည်းနည်းလေးကားလန်းလဲမပေါက်တော့သွားလာတာနည်းနည်းခက်ခဲတယ်အဲ့မှာလည်းပြင်နေပါရေဝယ်ပြီးတော့ကျောင်းဆောင်လေးဆောက်လို့လူတန်းတာပေါ့နော်ဒီကလည်းဟိုလိုအပ်တဲ့ဟာလေးတွေကျောင်းကျောင်းဝါပြင်နေရတော့ဒီဒီကဒီကနည်းနည်းသုံးလို့ရတာပြန်သုံးလိုက်တာပေါ့နော်ဒီမှာပြန်အဲ့ဒီတော့လိုအပ်တဲ့ဝါတို့မျောတိုင်းတို့ထန်းလက်တို့ပေါ့နော်အဲ့ဒါလေးရဒီလက်သမားစိတ်လေးအတွက်ဝတ္ထုငွေလေးလှူခဲ့ပါမယ်နော်ဗျာဒီမှာဗျာဟိုအဲ့ဒီနေ့ကျတော့ဒီလိုဟိုဝါလောက်ပြီးတော့ကျတော့အဲ့လို မင်းတို့လာနိုင်လဲလာကြည့်နိုင်လဲကြည့်နိုင်လဲတပ်ဖို့ရိုက်ပြီးတော့ဒါတပည့်တော်ကိုဖုန်းဆက်သွယ်လိုက်ပါခင်ဗျာဒီလိုလာအဲ့လိုအားတဲ့ချိန်လေးလာစောက်ပြီးသွားမှလေတပည့်တော်လာကြည့်လိုက်ပါဟိုအကုန်လုံးဆက်ဆက်ရဝယ်ထားကြကားတွေပါလေလို့အဲ့လိုချိန်လေးပြီးတော့ဖုန်းဆက်လိုက်ပါခင်ဗျာနော်ဟိုဆရာလေးတို့နဝကမဝတ္ထုမြေတခါလေးလှူခဲ့လိုက်မယ်ပေါ့နော်အဲ့တော့မှဒီထန်းလက်တဲ့ဖို့ဝါတဲ့ဖို့ကားငါးဖို့လိုရင်လေတပည့်တော်အခြေဆန်းနဲ့ကားလှုပ်ပေးပါခင်ဗျာအဲ့ဒါဆိုပြီးတော့အလွန်ငွေလေးလက်ခံပေးပါအောင်နော်ခင်ဗျာဆရာလေးကနဝကမဝတ္ထုအလွန်ငွေ100သိန်းပါဗျာ900သန်းနီးစုပေါင်းလှူလေးပါပြီးတော့ကိုစားလှူပေးတာဆရာလေးတို့ចောင်းဆောင်လေးယာယီចောင်းဆောင်လေးပေါ့နော်ဆောက်လုပ်ဖို့တော့ပါဗျာ စေချမ်းမစေချမ်းနာလူရဆနာကုန်းတော်အပြည့်စုံဒီဒီနေ့ဒီရဲ့ဒီချင်းကဆိုင်မကောင်းတော့ဘူးမကောင်းတော့ဥပမကောင်းတော့ကြမှာများကင်းစင်ပြန်ပြဉာဏ်သူမျိုး၅ပါးကင်းလို့နေကြပါလေကက်ကြီးသုံးပါးကျော်လင်းနိုင်ကြပါလေဒီမိသားစုလည်းစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ကြမ်းကြမ်းမှမှချမ်းချမ်းသာသာလူရဆန္ဒတွေတလုံးတော်အပြည့်စုံကြပါစေဆက်ပြီးတော့အယူအရေးကအမှုအေးချမ်းချမ်းဖြစ်အောင်မင်းတို့ဘဝလေးတွေအေးအေးချမ်းချမ်းသာသာရဲ့နေရာနဲ့နေနိုင်ကြပါစေဒါလို့ဘဝပြည့်စုံကြပါစေ ဒီလေးဆုံးနေကြပါလိမ့်ခင်ဗျာဒီလေးဝန်တာပါလေဒီမှာခင်ဗျာဒီနာမည်ချစ်တဲ့တန်ကြာတရားဆိုတော့ရေလာတိုးတက်ပါစေအောင်မြင်ပါစေဒီလေးဆုံးနေကြပါလိမ့်ခင်ဗျာ ဲ့နောက်ရက်ကျတော့အဲ့ဒီအကုန်လုံးစီစဉ်ပြီးတော့ဆောက်ပြီးဆိုရင်ဒါလေးပုံဆက်လိုက်တယ်တမဗျာတမဗျာဒါဆရာလေးတွက်ပြတာပေါ့ထန်းလက်ဖို့ရဲဝါတိုင်းညောတိုင်းပို့ရပေါ့နော်ဒါလိုရင်ကားလေးလည်းနှားလို့ရအောင်လက်သမားကလေးလည်းဆရာလေးတို့စီစဉ်လို့ရအောင်ပေါ့နော်ဒီဆောက်လုပ်တာလေးတွက်ပေါ့နော်ဒါပြီးတော့နောက်ကမှဆယ်သိန်းပါဗျာခொနဲ့သားသမီးအလူလေးပါဗျာဒါပဲပြောဆရာလေးနဲ့ဝါလေးနဲ့အလူပေါ့ရေဆက်စုံလို့လေးကြားတယ်တမဗျာတမသိင်းရတာကြရရတကယ်ကိုမှတကယ်ဒီဆရာလေးကြောင်းဆိုလို့ရှင်ဟိုလိုမျိုးယူရပြီးလာလိုက်တာမဟုတ်ဘူးเนาะဒီနားလေးမှာခြံအောင်လေးတွေပါလေးလိုတယ်ဆိုတော့လာလွင်နေ ွားလိုက်ရင်လည်းဆရာလေးတို့နဲ့လည်းတက်တက်ဆိုင်ဆိုင်ကြုံသွားတော့နော်ဆင်းအောင်နေပါဦးနေရကြတော့လေအကုန်လုံးပြည့်စုံလို့ဒီနေရာလေးအဲ့ဒါမှမဟုတ်ပါလို့ပြောတာလေမှန်ပါတယ်အဲ့ဒါလေးကြတော့ပြည့်စုံလို့ပါပြည့်စုံလို့ပါအေးမှန်ပါဗျာမှန်ပါတယ်အဲ့ဒါပြောရခွင့်ကြည့်ပါအောင်ဗျာနော်ဆရာလေးတို့ဒီတမိုင်းနဲ့ဒီဆောက်လုပ်မှုလေးပြီးသွားပြီဆိုတော့ဒီရောတို့တစ်ချက်တော့ပေါင်းလေးလမ်းဆက်ပေးပါနော်တမိုင်းပါတမိုင်းပါအခုဒီမှာအုတ်တွေပါရတဲ့အကုန်ရှင်းပြီးပြီ ကျမပါဗျာကျမပါဒါကြတော့ဆရာလေးတို့ကြောင်းနေမို့ဖွင့်နေတခြားဘုန်းတော်ဒီလိုနေနေခြေမျိုးမျိုးလေးဆောက်လိုက်မှာဆိုတော့ဘေးကျောင်းကတော့ဆရာလေးလည်းလက်တလုံးကတော့နေရတော့မပြေပြင်မဲ့လို့ဒီဒီဒီဘော်လေးမှာမိုးလုံးလေးလုံးလေးနဲ့ဟိုဟာသတင်းသုံးကတော့ကြတော့တကူလှုပ်ရင်မရလေเนาะအစာဝေးလဲလို့စိတ်ပူကြမလို့ဘုန်းနေနေကွင်းပြင်တန်းပြေးလို့ရတာဘုန်းတော်အလဲကောင်လေးနေလို့ရတယ်လေမဟုတ်လားမိုးမိုးရွာအောင်တော့အလဲကောင်လေးနေလို့ရတယ်လေအဲ့လိုလေးအဲ့လိုလေးပါဘုန်းတော်ရှိတဲ့နေရာလေးနဲ့အဆင်ပြေလို့လေးပေါ့နော်ဟုတ်ပါ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  စင်ရင်ဝမ်းသာပါတယ်ဗျာတကယ်ပါတယ်တော့တကယ်ပါဝမ်းသာပါတကယ်ကိုအကြီးကြီးပါတယ်တကယ်ကိုစိတ်ချမ်းသာပါတယ်တော့ဟုတ်ပါဗျာအင်းဒီပါတော့နော်ဆရာ